MacBook ဆိုတဲ့ကောင်းနေရလေ MacBook မှမဟုတ်ပါဘူး Mac အကုန်လုံးမှာပဲ Mac mini ပဲဖြစ်ဖြစ်တခြား bar Mac ပဲဖြစ်ဖြစ်ပေါ့နော် productivity အတွက်သုံးမယ်ဆိုရင်တော်တော်ကိုသုံးလို့ကောင်းတာသူရဲ့ software တွေကလည်း Windows နဲ့ရှင်နိုင်ရင်အများကြီးပို့ပြီးတော့ system level integration ပို့ကောင်းတယ်လို့ခန်းစားရတယ်ပြီးတော့ design တွေဘာတွေကအစ Mac OS နဲ့တသားလေးပို့ဖြစ်တယ်ပေါ့နော်ဟာဒီနေ့ပြောပြမယ့် software က Mac မှာကျွန်တော်တို့အတူကမရှိမဖြစ်အဲ့ဒါမရှိရင်တော့ငါတို့ဖြစ်သေသွားပါလိမ့်မယ်ဆိုတော့ software တခု ပြီးတော့အဲ့ဒီကောင်ကိုကျွန်တော်တို့ free သုံးတာ pro version feature တွေကိုပြောမှာမဟုတ်ဘူး free feature တွေကိုပဲပြောမှာဒီကောင်မရှိရင်ကျွန်တော်တို့ mac သုံးရတာမှာဒီတော့လောက်တော့ productive မဖြစ်တော့ဘူးဆိုတော့ macbook သုံးနေတဲ့ညီကိုတွေရှိရင်ဒီ video ကြည့်လိုက်လုံးဝလုံးဝအကျိုးမျိုးစေရအောင်အာမခံတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြမယ့် software နာမည်က raycast လို့ခေါ်တယ် mac သုံးနေတာကြာနေပြီနှစ်ချုံနေပြီဆိုတဲ့သူတွေဆရာကြီးတွေကတော့ရင်းနှီးပြီးသားဖြစ်လိမ့်မယ်သူက spotlight လို့မျိုး search ပါပဲဒီကောင်က spotlight on steroids ပေါ့နော် spotlight မှာလုံလို့ရတဲ့ function တွေအပြင်ကိုတကယ်ဆိုလို့ရှိရင်တခြားသော software တွေအများကြီးလိုမဲ့ functionality တွေအများကြီးကိုဒီ search bar တစ်ခုထဲမှာပဲအကုန်လုံးလို့ရတာ all in one software ပေါ့အဲ့ဒါအပြင်ကိုကျွန်တော်တို့ keyboard shortcuts တွေကိုလည်းခြိုက်သလိုထားလို့ရတဲ့အခါကျတော့ကျွန်တော်တို့လိုမျိုး keyboard oriented workflow ကိုခြိုက်တဲ့သူတွေအတွက်လုံးဝအနှစ်ကျတယ်အထူးသဖြင့်အာ linux ဘက်ကဒီ tilting windows manager တွေကို keyboard နဲ့အဓိကသုံးခဲ့တဲ့သူတွေ ဒီလို workflow တွေကိုကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီကောင်က Mac 300လည်းဆိုတဲ့ခံစားချက်ကိုတော်တော်ဖျောက်ပေးထားနိုင်တယ်ညွှန်းတာနည်းနည်းလေးများသွားပြီဆိုတော့ဗီဒီယိုလေးစလိုက်အောင် Okay TV ရှင်းပြနေကြိုးဆိုပါတယ် Rekus ကိုစက်ထက်သွင်းဖို့ဆိုရင် engine ဆုံးကျွန်တော်တို့ website ကနေပြီးတော့သွားဒေါင်းရမယ်ကုန်စံတိုင်းမှာ application တွေကိုကူးထည့်ပေးလိုက်ဖွင့်တဲ့အခါမှာအခုပြထားသလိုမျိုး permission တွေတောင်းလိုက်မယ်အခုပြထားသလိုမျိုးပဲ permission တွေကိုစိတ်ချလက်ချသာပေးလိုက်ရုံရတယ်ပြီးတော့ Rekus ကိုဝင် command plus comma လေးနှိပ်ပေးလိုက်အဲ့ဒါဆိုလို့ရှိရင် Rickets Hockey ကိုကိုယ်စိတ်ကြိုက်ထားလို့ရသွားတယ် Defoe ကတော့ option plus space ပေါ့နော် Spotlight ကိုပိတ်ထားပြီးတော့ command plus space ထားခြင်းနဲ့ဆိုရင်လည်းအခုပြထားတဲ့အတိုင်းပဲ setting နဲ့မှာ Spotlight ကိုအရင်တော့ပိတ်ထားလဲလို့ရတယ်အရင် Spotlight သုံးနေတဲ့သူတွေအတွက် command space ကအသားကျနေပြီးသားဆိုရင်ဒီလိုလောက်တာလေးကပိုကောင်းတယ်ပေါ့နော် Okay twin ပြီးသွားပြီ Rickets ကခေါ်လို့ရပြီအဲ့ဆိုဘာလို့လုပ်လို့ရမှာလဲအခြေခံအဖြစ်ကတော့ Rickets က Spotlight လိုမျိုးပဲ twin ထားတဲ့ app တွေကိုလွယ်လွယ်ကူကူရှာခြင်းတဲ့အချိန်မှာသုံးတယ် ဥပမာအဖြစ်ကျွန်တော်တို့က Final Cut Pro ကိုဖွင့်နေတာဆိုရင် Option Plus Space ကိုနှိပ်လိုက် Final Cut လို့ရိုက်လိုက်ပြီးတော့ Enter နှိပ်လိုက်ရုံပဲတခြားသော app တွေဖွင့်ကျင်ရင်လည်းအဲ့လိုဖွင့်ပြီးတော့ရှာရုံပဲဒါပေမဲ့ဖွင့်နေကြ app တွေဆိုလို့ရှိရင်အမြဲတမ်းလိုက်ရှာနေရတာအလုပ်ရှုပ်တယ်ဆိုတော့အခုပြထားသလိုမျိုး Rega setting တွေကိုဝင် extension ဆိုတာကိုရွေး search bar မှာကိုကြိုက်တဲ့ shortcut ထားခြင်းနဲ့ app ကိုရှာပြီးရင် hotkey မှာကိုကြိုက်တာကိုထားလိုက်ရုံပဲဒါဆိုလို့ရှိရင်ဒီ app ကိုဖွင့်ကျင်နေဆိုရင်အဲ shortcut နှိပ်လိုက်ရုံနဲ့တန်းပွင့်တယ် အဲ့ဒီခလုတ်ကိုပဲနောက်တစ်ခါထည့်နှိပ်ရင် minimize ပါပြန်လုပ်ပေးသေးတယ်ကျွန်တော်ကတော့ဒီအခုဒီ final cut ကို hyper plus f နဲ့ထားတယ်ဆိုတော့ဖွင့်ကျင်နေသလိုရှိရင် hyper ရဲ့ f ရဲ့ကိုနှိပ်လိုက်ရုံပဲ minimize လုပ်ချင်နေသလိုရှိရင်လည်း hyper f နှိပ်လိုက်ရုံပဲဆိုတော့ hyper ဆိုတာဘာကြီးလဲငါ keyboard မှာ hyper ဆိုခလုတ်လည်းမမြင်ဘူးဆိုတော့အာလလို့စက်တီးအောင်မှာမဟုတ် advanced usage အပိုင်းကြရင်ကျွန်တော်ဒေရှာပြန်ရှင်းပြမယ်အခုတော့ hyper f လို့ပဲခင်ဗျားတို့မှတ်ထားလိုက်အောင်နော် hyper plus တခုခုပေါ့ဗျာအဲ့လိုပဲမှတ်ထားလိုက်အောင်ဒီကောက်မှာအကျိုက်ဆုံး feature က file search file တမမဟုတ် folder တွေကိုနာမည်သိအောင်နဲ့ရှာလို့ရတယ်။ request ထဲမှာ file search လို့ရိုက်ပြီးတော့မှ file name ရှာလို့ရတယ်။ဒါမှမဟုတ်အခုပြထားသလိုမျိုး extension setting တွေကိုဝင်ပြီးတော့ shortcut လေးပေးထားလိုက်ပြီးတော့ file search ကို shortcut နဲ့လည်းတန်းခေါ်လို့ရတယ်။ကျွန်တော်ကတော့ file search ကို control command f ဆိုပြီးတော့ထားတယ်။ Okay နောက်တစ်ခု ရေးလဲအသုံးဝင်တာ snippet ဆိုရဲကောင်။ဒီကောင်က dynamic ဖြစ်တဲ့အခါကျတော့ညံပြင်းရင်ပြေးတဲ့လောက်ကိုလိုအပ်တဲ့နေရာတွေမှာဖြည့်သုံးလို့ရတယ်။ရိုးရိုးရှင်းရှင်းသုံးဖြစ်တဲ့ကိစ္စဆိုလို့ရှိရင် အမ်ကိုက online shop တွေကနေပြီးတော့ပစ္စည်းခဏခဏမှားတယ်ပဲထားပါတော့ကိုရဲ့လိမ့်စာရဲ့ဖုန်းနံပါတ်ရဲ့မှားလိုက်တဲ့ရက်ဒီ order date ရဲ့ကိုခဏခဏပြန်မရိုက်ဖဲနဲ့တခါတည်းပို့ခြင်းနေဆိုရင် set up လုပ်ထားလို့ရတယ်အခုပြထားသလိုမျိုးပဲ create snippet ဆိုတာတွေကိုဝင် snippet ကိုနာမည်ပေးအမည်လိမ့်စာဖုန်းနံပါတ်ရိုက်ပြီးရင် order date နောက်မှာ curly bracket လေးထည့်လိုက်အဲ့ဒီ curly bracket အထဲမှာ date and time ဆိုတာကိုရွေးထည့်ပေးလိုက်အောက်က keyword မှာကိုထားခြင်းနဲ့ keyword တစ်ခုကိုထားလိုက်အဲ့ဒါဆိုလို့ရှိရင်ကိုထားလိုက်တဲ့ keyword ကိုရိုက်လိုက်တာနဲ့ လိမ့်စာရယ်ဖုန်းရယ်အဲ့ snippet ခေါ်လိုက်တဲ့ date and time အတိအကျရေကိုတန်းပြီးတော့ဖြည့်ပေးပြီးသားပဲအဲ့ဒီ calibrate ထဲမှာနောက်ဆုံးကူးထည့်ထားတဲ့ clipbook history တို့ date တို့လိုမျိုး dynamic ဖြစ်တာတွေကိုထားလို့ရတယ်ပြောမယ်ဆို programming သမားတွေအတွက်ပြောမယ်ဆိုတော့ variable ပေါ့ဗျာ variable ထားထားလို့ရပြီးတော့တခြားသောအရင်ကတည်းကလုတ်ပြီးသား snippet ကိုပါ nested အနေနဲ့ပြန်ထည့်သုံးလို့ရဆိုတော့ online shop တွေတို့ရုံးဝန်ထမ်းတွေတို့ခဏခဏစာတွေပဲရိုက်နေရတဲ့သူတွေအတွက်တကယ်ကို life saving feature ပဲ နောက်ထပ်ကျွန်တော်ခဏခဏသုံးပြတာက calculator မှားခြင်းတဲ့ပစ္စည်းတွေကဘတ်ဒါမှမဟုတ်ဒေါ်လာနဲ့ဖြစ်နေတယ်ညမငွေနဲ့ပြန်မြှောက်ရတာလုံရှုပ်တယ်ကျွန်တော်ဒီ feature ကိုသုံးတယ် Rickes ကသူ့မှာ calculator building ပါပြီးသားတွက်ရှင်တဲ့ဟာကိုအခုပြထားသလိုမျိုးတန်ရိုက်လို့ရတယ်လွယ်တယ်ညံ့တယ် unit conversion တွေကလည်းအကုန်လုပ်လို့ရတယ်ဆိုတော့နောက်တစ်ခုမှိုက်တာ clipboard history ပေါ့နော်နာမည်တွေကအတိုင်းပဲ Rickes မှာရိုက်ရှာလိုက်ရုံပဲကို copy လုပ်ထားခဲ့ဘူးသမျှဟာတွေကိုမှတ်ပေးထားတာတော်တော်အသုံးဝင်တယ် အာပုံမှန်ဆိုလို့ရှိရင် copy လုပ် paste လုပ်အဲ့ဆိုရင်နောက်ဆုံး copy လုပ်ခဲ့တဲ့ဟာပဲကိုက paste လို့ရတယ်ဒီကောင်နဲ့ဆိုလို့ရှိရင်ကျတော့အရင်တုန်းကဘာတွေ copy လုပ်ခဲ့လဲအစားဆုံး history ပြန်လိုက်လို့ရတယ်ပေါ့နော်ပိုကောင်းတာအခုပြထားသလိုမျိုး shortcut ပေးပြီးတော့တန်းခေါ်လို့ရတယ်ကျွန်တော်ကတော့ control command c ဆိုပြီးတော့ပေးတယ် quick links ကကျတော့ website link တွေကိုကိုဖွင့်ခြင်းတဲ့ app မှာတခါတည်းဖွင့်လို့ရအောင်လုပ်ပေးတာဒီကောင်လဲ snippet လို့ပဲ dynamic placeholder ပါတဲ့ခါကျတော့တုံးတက်ရင်တုံးတက်တော့ powerful ဖြစ်တယ်ဥပမာအဖြစ်ကျွန်တော်ပုံမှန်လုပ်နေကြ zoom meeting link ကိုမှတ်ထားပြီးတော့ တခါလေးဖွင့်လို့ရတာမျိုးပုံမိုက်တာ quick link စီကိုပါ shortcut ပေးလို့ရတယ်ဥပမာအဖြစ် hyper app ဆိုရင် facebook ကို safari မှာတန်းဖွင့်ပေးဖို့လုပ်ပေးလိုက်တာမျိုးပြန်တော့မရှိမဖြစ်သုံးပြတာနောက်တစ်ခုက screenshot folder ကိုအခုပြထားသလိုမျိုးတိုင်းရိုက်ဖွင့်ပေးတဲ့ကောင်ကျွန်တော်တို့ဗီဒီယို edit လုပ်တဲ့အခါမှာ final cut ကနေပြီးတော့ screenshot တွေလှမ်းယူရတာအရင်ကလွယ်ကူသွားစေတယ်။ hockey လေးပေးထားလိုက်ယူမယ်။ ပြော Raker Store မှာနောက်ထပ်ကောင်းတာကသူက community ကောင်းကောင်းရှိတာ browser extension တွေလိုမျိုးပဲဒီကောင်းမှာလည်း extension ကောင်းကောင်းတွေအလကားရတာအများကြီးရှိတယ်အဲ့ထဲမှာမှကျွန်တော်တို့အသုံးပြဆုံးကောင်းတွေကိုပြောပြမယ် extension သွင်းရတာလည်းလွယ်လွယ်လေးပဲကျွန်တော်တို့ Raker ဝင် store လို့ရှာလိုက်ပြီးရင်ကိုသွင်းကျင်တဲ့ extension နာမည်ကိုရှာ install လုပ်လိုက်ရဒါပေမဲ့သုံးတဲ့ extension ပေါ်မှာမူတည်ပြီးတော့တို့လိုအပ်တဲ့ permission တွေ set up လုပ်ပေးရတာမျိုးလေးတွေရှိတယ်အဲ့ဒါကြောင့်လည်းကျွန်တော်တို့က intermediate section အတွက်ဆိုပြီးတော့တသက် section လေးခွဲပေးလိုက်တာပေါ့နော် normal user တွေအတွက်ကတော့ဒါက လိုတော့ပါဘူးဒီ extension က audio device တွေအများကြီးချိန်ထားတတ်ပြီးတော့ input output device တွေကိုလွယ်လွယ်ကူကူပြန်ရွေးချင်တယ်ဆိုရင်အသုံးဝင်တယ်ဥပမာ bluetooth နဲ့ချက် speaker ကျိုးနဲ့ချက်သုံးခုချိန်ထားတယ်အဲ့ဒါဆိုလို့ရှိရင်ကိုကကျိုးနဲ့ချက်သုံးချင်တဲ့အချိန်မှာ output လိုက်ရိုက်လိုက် set output device တွေကိုဝင်ကျိုးနဲ့ချက်ကိုရွေးပေးလိုက်ရောမယ် online meeting တွေဘာတွေရှိရင်လဲ input အနေနဲ့မှာဘယ် mic ကိုသုံးမလဲရွေးပေးလိုက်ရောမယ်တော်တော်လေးအဆင်ပြေတယ်ဒီ extension ကကြတော့ပုံတွေကို background remove လုပ်ပေးတဲ့ကောင် သိရမလားအရင်တုန်းကဆိုရင် background ကိုဖြတ်ချင်ရင် Photoshop မှာကိုယ်အပင်မန်ခံပြီးလုပ်ရတယ်အာနောက်ပိုင်းမှာ Canva တွေပိုင်းနဲ့လည်းသုံးလို့ရလာတယ်ဒါပေမဲ့ Canva တော့ Pro ရှိမှရတယ်ပေါ့ဒီကောင်ကတော့ free ရတယ်ဒီ extension ရှိလို့ရှိရင် Raycast မှာနေမယ် login နဲ့ပုံကို background remove လုပ်လိုက်လို့ရတယ်ကျွန်တော်တို့လို photo video edit လုပ်ရတဲ့ creator တွေအတွက်အရန်သုံးဝင်တယ်အခုပြထားတဲ့ remove background ဆိုတဲ့ extension ကို install လုပ်လိုက်ပြီးရင်လိုအပ်တဲ့ API ကိုသူပြထားတဲ့ website မှာတွားယူပြီးတော့ထည့်ပေးလိုက်ရုံပဲ set up လုပ်ပြီးသွားပြီဆိုလို့ရှိရင် RMBG လို့ခေါ်လိုက် remove background ပေါ့အဲ့ဒါကိုတိုးခေါက်ပေါ့နော်ကိုယ့်ရဲ့ background ဖြည့်ရှင်တဲ့ပုံကိုအခုပြထားသလိုမျိုး drag and drop နဲ့ပတ်သက်ဆွဲထည့်ပေးလိုက်ပြီးရင်7မိနစ်လိုက်အဲ့ဒါဆိုလို့ရှိရင်အဲ့ပုံမှာရှိတဲ့ pad မှာပဲ background ဖြောက်ပြီးသားပုံရောင်းနေလိမ့်မယ်ရင်ကလို့ပင်မခံစရာမလိုတော့ဟုတ်ကဲ့ဒီခေါင်းကလည်းကျွန်တော်တို့အတွက်လုံးဝ life saver ပဲတော်တော်လေးထားကြတယ် YouTube တို့ဘာတို့ကလိုမျိုး platform တွေကနေပြီးတော့ video တွေကိုအခုပြထားသလိုမျိုး rakers ကနေပြီးတော့ဓာတ်ရိုက် download ဆွဲလို့ရတယ် တာမနယ်တွေကနေပြီးတော့ blue တို့ ffm back တို့အဲ့ဒါတွေတွင်းခိုင်းတဲ့ခါကျတော့သူ့ကို set up လုပ်ရတာတော့နည်းနည်းလေးပို့ပြီးတော့အလုံးရှုပ်သွားတယ်ဒါပေမဲ့ instruction ကိုတေချာလိုက်ဖက်ပြီးတော့လုပ်မယ်ဆိုရင်တော့လွယ်ပါတယ်ပို့လွယ်သွားအောင်လို့ကျွန်တော်တို့အခုဒီမှာအစားဆုံး set up လုပ်ပေးထားတယ်ဒီတိုင်းကြည့်ပြီးတော့ live လုပ်ရင်ရသွားပြီတခုရှိတာ VPN ဖွင့်ထားတယ်ဆိုရင်တော့တစ်ခါတလေမှ download ဆွဲလို့မရတာမျိုးရှိတတ်တယ် တော့ဒီ extension သုံးမယ်ဆိုရင် VPN လေးတော့ခဏပိတ်ထားပြီဒါကြောင့်ကျွန်တော်တို့အများဆုံးသုံးတဲ့ဟာတွေကိုပဲပြောပြထားတာတကယ်တမ်းက request မှာ use case အတွက်က300 extension တွေမှာမျိုးစုံကိုကြိုးခုန်ပြီးရှိတယ် Spotify ကို control လုပ်တာ YouTube ကို control လုပ်တာ DeepSeek API ရှိရင် DeepSeek တို့ Gemini တို့ ChatGPT တို့ကို search bar နေပြီးတော့ direct ခိုင်းရင်ခိုင်းလို့ရတာเนาะပြီးတော့ဒီ programmer တွေအတွက်ဆိုလို့ရှိရင်လည်း VS Code extension တို့ ကာဆာ extension တို့ note တိတ်ကတွေအတွက်ဆိုလို့ရှိရင်လဲ to do is အတွက်လား notion အတွက်လား obsidian extension လားအကုန်ရှိတယ်စိတ်ပိုင်ရင်ကိုယ်တိုင်မှာ develop ဝင်လုပ်ပေးလို့ရပြီလေလုပ်တဲ့ရင်ပေါ့ Okay ဒီဘိုင်းကကြတော့ productivity net တွေအတွက် video အစတုန်းကပြောခဲ့တဲ့လိုမျိုးပဲ rakes ကကျွန်တော်တို့အတွက် machine မဖြစ် tools တစ်ခုဆိုတာအခုပြောပြမယ့်အချက်ကြောင့် ကျွန်တော်တို့လိုစိတ်မြန်တတ်တဲ့သူတွေအတွက်နေဟာသူက mouse နဲ့ trackpad နဲ့သုံးရတာထက်ဆိုင် keyboard နဲ့သုံးရတာပိုကောင်းတယ်ပိုမြန်တယ်စိတ်သွားတိုင်းကိုပူပါတယ်ပေါ့ဒါကြောင့်လဲ linux မှာဆိုလို့ရှိရင် hyperlan လိုမျိုး tilting windows manager ပဲသုံးတာ mac မှာလည်းအာကျွန်တော်တို့ရာဘာကြီးတို့ aerospace ဆိုသုံးဘူးတယ်အဆင်ပြေတဲ့တလောက်ပြည်တယ်ဆိုပေမဲ့ linux မှာလိုမျိုးစိတ်တိုင်းကြောက်လို့တဲ့ workflow မျိုးမရှိဘူး bug တွေလည်းရှိတယ်အဲ့ဒါကိုဖြည့်ရှင်းပေးလိုက်တာကတော့ rigas ရဲ့ window management system ဘာလို့လဲဆိုတော့ကျွန်တော်တို့ပုံမှန်လုပ်နေတဲ့ editing workflow တခုကိုပြောပြမယ်နော် ပထမဦးဆုံးကျွန်တော်တို့ browser မှာတခုခုရှာတယ်ပြီးရင် Telegram မှာစကားလာပြောရင်စကားပြန်ပြောတယ် final ကထဲကိုပြန်ဝင်တယ် edit edit လုပ်နေရင် browser မှာပုံသွားရှာ finder ဖွင့် background remove လုပ် finder ပြန်ဖွင့် final ကထဲကိုပြန်သွားထည့် YouTube က video ကိုသွားရှာ ဒေါင်းလုံးလုပ်ဖို့အတွက်ကိုတက်တစ်ခုသွားသွားဖွင့်သွားဒေါင်း finder မှာပြန်ရှာ finder ကထဲပြန်ထည့် browser မှာ screenshot ရိုက် finder ဖွင့် screenshot ရှာ finder ကထဲပြန်သွားထည့်အဲ့ဒါကို macbook air လိုမျိုး73လက်မ display လောက်14လက်မ display လောက်မှာ trackpad နဲ့သွားလုပ်ကြည့်လိုက် app တစ်ခုကနေတစ်ခုကို cloud တက်တက်လေးတွေ line နေပြီးတော့ပြောင်းနေရတာနေနေတော်တော်ကိုကြားတယ်ဒါကျွန်တော်တို့လိုမျိုးပေါ့နော်ဒီ tbh desktop က editor လေးလိုမျိုးနေတိုင်းလုပ်နေရတဲ့သူဆိုလို့ရှိရင်အရန်ကိုတိတာသွားတယ်ပြပုံမှန် 8နာရီလောက်မှဒီအလုပ်ပဲလုပ်နေရတဲ့သူဒီအနေနဲ့မှဒါလေးရှိလိုက်လို့ရှိရင်လုံးဝလုံးဝလုံးဝကိုနှက်ပြီးရောက်သွားသလိုပဲအလုပ်ကအများကြီးပိုတွင့်နေအချိန်ကုန်လူပင်ပန်းတက်တာ app တစ်ခုကနေတစ်ခုကိုပြောင်းဖို့အတွက်ဘလောက်မြန်လဲဆိုတာကိုရှက်ရှိုးလိုက်ပြီးတော့ linux မှာဆိုလဲဒီ hyperland တို့ mac မှာဆိုလဲ yarbyte တို့လိုမျိုးမတရားရှုပ်ထွေးနေတဲ့ windows root တွေမရှိဘူး ကိုဖွင့်ကျင်တဲ့ app ကိုတတ်မှတ်ထားတဲ့ shortcut နှိပ်လိုက်ရင်ပွင့်သွားမယ်တက်နှိပ်လိုက်ရင် ပြန်ပိတ်သွားမယ်ဒါပဲအများကြီးအချိန်ကုန်သက်သာ setup လုပ်ရတာလည်းအရန်လွယ်တယ် hyper key plus shortcut တစ်ခုခုပေးထားလိုက်ရုံပဲအဲ hyper key နဲ့မသုံးကျင်ဘူးမှထားပါတော့ option command bar command option bar command control bar အဲ့လိုပေးချင်လည်းပေးလို့ရတယ်ဆိုတော့ဒီမှာ hyper ဆိုတဲ့ cloud ကဘာလဲအဲ့ဒါကိုရှင်းပြမယ် hyper ဆိုတာ control ရဲ့ command ရဲ့ option ရဲ့ shift ရဲ့လေးခုကိုတပြိုင်တည်းတွဲနှိပ်တာကိုဆိုလိုတာ request setting တွေက advanced setting တွေမှာကိုကြိုက်တဲ့ key တစ်ခုကို hyper ဆိုပြီးတော့ထားလိုက်လို့ရတယ်။ဘာဖြစ်လို့ hyper ဆိုပြီးထားလဲဆိုရင်ပုံမှန်အဖြစ်ကျွန်တော်တို့ control command option shift လို့ modifier key တွေက app တွေမှာ shortcut အနေနဲ့တုံးပြီးသားအဲ့လိုပဲ final cut မှာဆိုလို့ရှိရင်လည်း command control p လို့ပါလို့အဲ့လိုမျိုးတွေက shortcut တွေရရှိနေပြီးသားဒါပေမဲ့အဲ့လိုမျိုး modifier လေးခုကိုတပြိုင်တည်းနှိပ်ခိုင်းတဲ့ shortcut ကကြတော့မရှိဘူးအဲ့ဒါကြောင့်မို့လို့သူ့ကို hyper လို့သတ်မှတ်လိုက်ပြီးတော့လွတ်လွတ်ကျွတ်ကျွတ်ကြိုက်တဲ့ key နဲ့ကွဲသုံးလို့ရသွားစီတာပုံမှန်အဖြစ်တော့ hyper ကိုကျွန်တော်တို့ caps lock ထားတာအကောင်းဆုံးပဲ the most useless key on the keyboard ကနေပြီးတော့ the most useful keyboard တန်းဖြစ်သွားလိမ့်မယ် caps lock ဆိုတော့လက်တန်းနဲ့လည်းအချိန်မရွေးနှိပ်လို့ရသွားတယ်ဆိုတော့အခုကျွန်တော်ဒီ workflow မှာ hyper t ကို telegram hyper v ဆိုရင် viber hyper f ဆိုရင် final cut hyper a ဆိုရင် arc browser hyper c ဆိုရင် vs code finder ဆိုလို့ရှိရင် hyper e hyper w ဆိုလို့ရှိရင် lock အဲအဲ့လိုမျိုးထားပေးလိုက်တယ်ပေါ့နော်ဆိုတော့ clickbox history ကိုဆိုလို့ရှိရင် control command c file search ဆိုလို့ရှိရင် control command f screenshot folder ကိုဆိုလို့ရှိရင် control command s အဲ့လိုမျိုးတွေထားလိုက်တယ် windows management နေဖြစ်တဲ့အဒီဘယ်ဘက်ကို windows ကတ်တာညာဘက်ကိုကတ်တာ maximize လောက်တာအဲ့ဒါတွေကို option i နဲ့ option h နဲ့ option m နဲ့ထားလိုက်တယ်နောက်တော့အဖြစ်ကတော့အကုံလုံးကို maximize windows အနေနဲ့အသုံးပြတယ်တစ်ခုနဲ့တစ်ခုနဲ့ပြောင်းသွားတာအရန်လွယ်သွားတဲ့အခါကျတော့ split screen တွေမသုံးတော့ဘူး ဒါပေမဲ့တစ်ခါတလေလိုအပ်လာရင်လည်းအခုပြထားသလိုပဲ split လောက်ရတာလည်းအရင်လိုရယ်ဆိုတော့ဘာပဲလုပ်ရှင်လုပ်ရှင် keyboard နဲ့လုပ်လို့ရတယ် mouse ကိုတစ်ခါတလေမှသုံးရတော့တယ်စသုံးရတာအများကြီးပုံမြန်သွားတယ် intuitive လည်းအရင်ဖြစ်တယ်ကိုက content writer လိုမျိုးဆိုလို့ရှိရင်လည်းကိုကအလုပ်မှာဆိုလို့ရှိရင် hyper w ဖွင့်တာနဲ့ lag ဖွင့်လာတယ်စာရေးတဲ့နေရာကိုတန်းရောက်သွားတယ်ရင်းနေရင်လည်း telegram ကနေ notification တက်လာတယ်မလား hyper တင်လိုက်တယ်ဝင်ကြည့်လိုက်တယ်ပြန်ချက်ချင်းပြန်ပေးလိုက်တယ်တချင်းဖွင့်ရင် Spotify သွင်းထားပြီးတော့ Spotify ကို Hyper S ထားလိုက်တာမျိုးလည်းလုပ်လို့ရတယ် ကိုလုတ်ချင်တာကိုမြန်မြန်နဲ့စဉ်းစားရတာအ ਨੇ ဆုံးဖြစ်အောင် mental effort အ ਨੇ ဆုံးဖြစ်အောင်လုပ်ထားနိုင်တာဒီ workflow ရဲ့အကောင်းဆုံးအချက်ပဲโอเคဒါဆိုလို့ရှိရင်တော့ခင်ဗျားတို့လည်းလက်ခံလိမ့်မယ်လို့ထင်နေပါတော့ Mac user တွေအနေနဲ့ Redis ကဘာဖြစ်လို့မရှိမနေသုံးဖြစ်တယ်လဲဆိုတာသိသွားလောက်ပြီလို့ထင်တယ် Productivity နဲ့စေဆိုလို့ရှိရင်လည်း workflow အစ်စ်တွေနဲ့ကျွဲလို့ရပြီလို့ထင်တယ်ဆိုတော့ပြပြသွားတဲ့အထက်က machine တာတွေရှိတယ်ဆိုလို့ရှိရင်လည်းအောက်က comment တွေမှာမိခဲ့လိုက်တေချာလေးဝင်ဖြည့်ပေးမယ်โอเคဆိုတော့နောက်နေ့မှတွေ့တာပါ